အနည်းဆုံးအခကျင်းငွေထုတ်ပြန်ချက်မှာအလုံတမားတွေအတွက်တခြားခံစားခွင့်တွေအကာအကွယ်ပေးမှုတွေတိတိကျကျပါဝင်ခြင်းမရှိတဲ့အပေါ်အလုံတမားအဖွဲ့အစည်းတွေအနေနဲ့စိုးရိမ်မှုတွေရှိနေပါတယ်။ဒီသတင်းကိုတော့ဥပိုင်စိုးပေးပို့ထားပါတယ်ရှင်။အနည်းဆုံးခကြင်ငွေတမတ်ရေးဆိုင်ရာမြို့သားကော်မတီကအနည်းဆုံးခကြင်ငွေကျပ်3600နှုန်းနှုန်းကိုဩဂတ်လ28ရက်နေ့ကထုတ်ပြန်ကြေညာခဲ့ပေမဲ့အခြားခံစားခွင့်တွေမပါတဲ့ပေါ်ခုလိုပြောဆိုလိုက်ကြတာပါ။ ဒါပေမဲ့ဒီနှုံတာပေါ်အလုတ်သမားအများစုကတော့ကျင်တဲ့လက်ခံမှုရှိကြတယ်လို့သိရပါတယ်။ဒီအလုတ်သမားတွေကမူလတောင်းဆိုရဲ4000ပေါ့နော်။4000မှာ3600ဟိုဒါပြည်တော်စုအစိုးရရဲ့သဘောထားချင်ညာချက်နဲ့ထုတ်ပြန်လိုက်ရဲ့အတွက်ကျွန်တော်တို့ကြိုဆိုပါတယ်။85000အကန်နှုံလောက်အထက်ကိုဒါကျွန်တော်တို့လူသမားတွေရဲ့တောင်းဆိုချက်တွေအောင်မြင်ခဲ့တယ်လို့ပြောရပါလိမ့်မယ်။3600အပေါင်ထပ်လုပ်ပေးရမယ့်အချက်တွေကိုတော့လေးလေးနက်နက်စဉ်းစားပြီးတော့ဆက်လက်ဆောင်ရွက်သွားပေးပါလို့ကျွန်တော်တို့တိုက်တွန်းခြင်းပါတယ်။ ။ဒါပြင်နေစုံခကျင်းွေကိုအလုရှင်တွေဘက်ကတိတိကျကျမပေးတာအလုသမားတွေဘက်ကကျက်၄00အထိတိုးမြင့်တောင်းဆိုလာနိုင်တာနဲ့ကျက်3600ထက်ပုံမူရရှိတဲ့အလုသမားတွေကြောင့်အလုသမားပြိပက္ခတွေလည်းထပ်မံပေါ်ပေါက်လာမှာစိုးရင်ရတယ်လို့အလုသမားအရေးလိုက်ပါဆောင်ရွက်တဲ့ဥပဒေပညာရှင်တူကသုံးသပ်ပါတယ်။ဒီတတ်မှတ်လိုက်တဲ့အပေါ်မှာနောက်ပိုင်းမှာပြဿနာတက်စရာအကြောင်းရင်းတွေရှိပါသေးတယ်။ဘာကြောင့်လဲဆိုရင်အလုရှင်တွေဘက်ကမပေးနိုင်တဲ့အရာတွေပေါ်လာနိုင်တယ်လို့အလုသမားဘက်ကလည်းအဲ၄00လိုချင်တဲ့အပိုင်းတွေကကြံသေးတယ်ဗျ။ နောက်တစ်ခုကဒီထက်ပိုပြီးတော့တရက်ကိုလော်အားကအများကြီးရနေတဲ့လုပ်ငန်းဌာနတွေရှိတယ်။အဲဒီအပေါ်မှာလုပ်ငန်းရှင်တွေဘက်ကဘာပြဿနာရှိလာလဲလုပ်ငန်းရှင်တွေဘက်ကနေပြီးတော့အာဒီအနေဆုံးလောက်ခလာတာတော့မှ3600ပဲတက်မပေးထားတာသူတို့ကနော်တောင်းကမ်းချီပြီးပေးနေတာရှိတယ်8000 7000ပေးနေတာရှိတယ်ဒီလိုပေးတာပေးတာကဥပဒေနဲ့အညီပဲဆိုတော့ပြဿနာမျိုးတွေနဲ့လဲလုပ်ငန်းကိစ္စတွေပေါ်ပေါက်နိုင်ပါတယ် အနည်းဆုံးခချင်းငွေထုတ်ပြန်လိုက်တဲ့အခုရက်ပိုင်းမှာလဲလှိုင်းသားစမှုစုံနှစ်ကစက်ရုံတစ်ခုမှာအလုတ်သမားတရာကျော်ကိုရှော့ချလိုက်တဲ့ဖြစ်စဉ်တစ်ခုလည်းဖြစ်ပွားခဲ့တာကြောင့်ခုလိုစိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။အလုတ်သမား120ကျော်ကျော်ရှော့ချလိုက်ပါပြီ။နောက်ထပ်200ကိုလည်းပဲရှော့ချဖို့သူတို့ပြင်ဆင်နေပါပြီ။ပြင်ဆင်နေတဲ့အတွက်ကြောင့်မလို့အခုညှိနှိုင်းလုပ်နေပါပြီ။ခိုင်မာတဲ့အကြောင်းပြချက်မရှိပဲလုပ်ငန်းပိတ်သိမ်းလို့မရပါဘူး။ခိုင်မာတဲ့အကြောင်းပြချက်ရှိမှသာလျှင်အလုတ်သမားတွေကိုဥပဒေနဲ့ချင်းအလုတ်ရဆိုင်မင်းနာကြီးပြပြမှ အလုတ်ပိတ်သိမ်းလို့ရပါတယ်။အဲ့ဒါလို့မဟုတ်ပဲဥပဒေမဲ့အလုတ်ပိတ်သိမ်းတယ်ဆိုရင်ဥပဒေရပြင်းထန်စွာရေးယူခံရပါလိမ့်မယ်။အနည်းဆုံးအခကြေငွေတက်မှတ်ပြီးရင်ချိန်ပိုနှုန်းနှောက်ကိုလည်းပြန်လည်ညှိနှိုင်းပေးဖို့အလုတ်ရှင်တွေကအလုတ်သမားအလုတ်ကန်နဲ့လူမှုဖွံ့ဖြိုးရေးဝန်ကြီးဌာနကိုတောင်းဆိုထားကြပါတယ်။ကျွန်တော်အာကာပါ။